ဘားကုတ် A ဆဲမှာဘားကုတ်လုတ်တဲ့ဟာလေးကိုလေ့ကျင့်ကြည့်မယ် A ဆဲ A ဆဲဖော်မြူလာလေးနဲ့ဘားကုတ်လေးကိုဘယ်လိုမျိုးလုပ်လဲဆိုတာကိုယ့်အနေနဲ့ကိုလေ့ကျင့်ကြည့်မှာပေါ့နော်ဘားကုတ်ကတော့လူတိုင်းအဲဘားကုတ်ကိုသိမှာပါသိမှာပါဆိုတော့တို့တွေပစ္စည်းဝယ်တဲ့အခါမှာ city map ဖြစ်ဖြစ် convenience store တွေမှာဖြစ်ဖြစ်တို့တွေပစ္စည်းဈေးနှုန်းတွေကိုဟို scan ဖတ်တဲ့အခါမှာအဲ့ဒီဘားကုတ်လေးတွေ product ကုတ်လေးတွေကိုတို့ရိုက်ရိုက်ပြီးတော့ ဟိုအော်တိုသူတို့ရဲ့ software တွေဝင်အောင်ရိုက်လိုက်တာလေအဲ့ဟာလေးကိုတို့တွေကကိုယ့်အနေကို excel လေးနဲ့ဘယ်လိုလုပ်ရလဲဆိုတာကိုလေ့ကျင့်ကြည့်မယ်ဘာမှတော့မခက်ပါဘူးသူ့အလုံးမှာဆိုလို့ရှိရင် equal sign နဲ့ equal လေးရိုက်မယ်ရိုက်ပြီးရင်ဒီမှာအမြင်တန်းသုံးတယ်မျက်တောင်ဖွင့်ပေးလေးရှိရဲအဲ့ဟာလေးကိုမျက်တောင်ဖွင့်လေးဖွင့်မယ်ပြီးရင်ခွင်းစာလေးတစ်ချက်ရိုက်မယ်နောက်တစ်ခါကြီးမျက်တောင်ဖွင့်လေးတစ်ခုရိုက်မယ်ပြီးလို့ရှိရင် and ဆိုတဲ့စလုံးလေးကိုရိုက်လိုက်ပါမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ ကိုရဲ့ကုတ်နံပါတ်ထည့်ထားတဲ့ဇယားကွက်ကဘယ်နာလဲကိုအရင်တော့အလိုမျိုးပဲကိုရဲ့ look at value ပုံစံမျိုးလေဒီမှာဘယ်မှာရှိလဲ AB 5မှာရှိတယ်ဒါကြောင့်မလို့ AB 5ရှိတဲ့နေရာလေးကိုတချံထောက်လိုက်မယ်ပြီးလို့ရှင်နောက်တစ်ချိန် n ဆိုတဲ့ဆက်လုံးလေးကိုပြန်ရိုက်မယ်ရိုက်ပြီးတော့အဲ့ဒီမျက်တောင်အပိတ် close inverted comma လေးကိုနှိပ်လိုက်တယ်ရိုက်လိုက်တယ်ပြီးရင်ဝင်းပြန်ပိတ်မယ်နောက်တစ်ချိန် close inverted comma လေးထပ်ရိုက်တယ် ရိုက်ပြီးရင် enter ခောက်လိုက် enter ခောက်ပြီးခောက်လိုက်တယ်ဆိုတော့ तू ကဒါမှကိုယ့်ရဲ့ဒီကုတ်နံပါတ်လေးတွေကို तू ကဒါမှမှတ်ပေးသွားပြီဒါပေမဲ့ဒီပုံစံအတိုင်းနဲ့တော့ဘာကုတ်ပုံစံမဖြစ်သေးဘူးလေဘာကုတ်ဆိုတာမြင်ဘူးနေကြမြင်းချောင်း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 နေပြုတ်သိမ့်တယ်အောင်ဖြစ်နေပုံစံလေးလေဒါကြောင့်မလို့ဒီကောင်လေးကိုတို့တွေကဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးတော့ဘယ်နာကနေရှားမလဲဆိုလို့ရေတို့ရဲ့ဒီမှာ font နေတို့တွေစာရိုက်တဲ့အခါမှာကိုလိုချင်တဲ့ font ပုံစံလေးတွေရွေးရင်ဒီနေရာလေးကရွေးရတယ်ရွေးပြီးတဲ့အခါမှာဒီမှာသူ့ကိုတစ်ချက်ရှာလိုက်ရှာပြီးတော့ဒီထဲမှာတို့ကဘာကုတ်ရဲ့ font ပုံစံလေးကို install လုပ်ထားတာရှိတယ်။တချို့ကမရှိဘူးမရှိဘူးဆိုလို့ရှိရင်ဟာ website မှာရှာပြီးတော့ download download လုပ်ပြီးတော့ဒီထဲမှာ install လုပ်ထားရမယ်နော်။ဒါလေးကိုတစ်ချက်ယူလိုက်ရင်ဒီမှာ barcode style လေးတွေသူကပေါ်ပြပေးတယ်။အဲ့ဆိုတော့ဒီကောင်ကကိုယ့်အနေကိုကြည့်ကောင်းလို့ချိန်လိုက်ပေါ့ကွယ်။ချိန်လိုက်လို့ရှိရင်မတူကိုယ့်ရဲ့ barcode လေးတွေလည်းဆန့်သွားမှာပေါ့။အဲအဲ့လိုမျိုးရိုက်မဲ့အခါကြလို့ရှိရင်ဒီလိုမျိုးဘာကုတ်ရိုက်တဲ့အခါကြရင်တော့ဒီမှာကိုယ့်ရဲ့ဒီကနန်းလေးတွေကအရှိမလေး0လေးတွေပါနေတယ်ဆိုတော့ အဲ့0လေးတွေပါတဲ့အဟာကို ကို0လေးတွေကိုတခါတည်း तू อ่ะဒီမှာ formula ထည့်ရင်3ညလေးတွေကိုပါထည့်ပြီးတော့ तू อ่ะထည့်သွင်းစဉ်းစားအောင်လို့တေးချအောင်လုပ်လို့ရှိရင်တော့ကိုကဒီမှာ format ဆဲထဲမှာကိုရဲ့စာသားကိုဒီမှာ text လို့ရွေးထားရမယ်เนาะဒါ general လို့ဘာလို့ဖြစ်နေဆိုလို့ရှိရင်ဒီမှာ text လို့ရွေးပြီးမှပြန်ပြောင်းထားပြရမယ်အဲ့ဒါကြောင့်မှ formula ထည့်တဲ့အခါမှာ तू อ่ะ0ကိုပါထည့်သွင်းစဉ်းစားပေးမှာ အဲဒါမှသလို့ရှင်တို့ကဒါမှဘားကုတ်လေးလေးရသွားပြီရသွားပြီဆိုတော့အဲ့ဒီဒီမှာကိုကငနန်းတစ်ခုပြောင်းကြည့်လိုက်လေပြောင်းကြည့်လိုက်လို့မှဒီအရှိမ0မဟုတ်တော့တို့တွေ8လို့ပြောင်းလိုက်မယ်အဲဆိုတို့ရဲ့ဘားကုတ်မှာသူကဘားကုတ်စတိုင်ရောဒီကိန်းငနန်းမှာရှိတဲ့ဒါမှအရှိရ0လေးကိုသူက8လို့ပြောင်းပေးလိုက်တာအဲ့ပုံစံလေးပါပဲ ကဲကိုမမရှိရင်တော့ဖောင်မရှိလို့ရှိရင်တော့ဒီမှာကိုကလည်းကိုရှာလိုက်ပေါ့နော်ရှာလိုက်ပြီးတော့ခါမှတော့ free download ဆိုပြီးတော့ရှိတယ် download download လေးဆွဲလိုက်အောင်မဒီဒီနေရာမှာရှိတယ်အဲ့မှာ download download now ဆိုတဲ့နေရာလေးကနေ download ဆွဲလိုက်ဆွဲလိုက်လို့ရှိရင်ကိုယ့်ရဲ့အဲကွန်ပျူတာထဲကိုရောက်သွားလို့ရှိရင် install လုပ်လိုက် install လုပ်ပြီးတဲ့အခါကျလို့ရှိရင်တော့ကိုယ့်ရဲ့ default style နဲ့မှာသူကရောက်သွားလိမ့်မယ်ရောက်ပြီးမှဒီကနေပြီးတော့ font လေးပြောင်းလိုက်အောင်မယ် ဒါအလွယ်ဆုံးပဲတချို့ကြတော့တချို့ကဘယ်ကနေလုံလဲဆိုလို့ရှိရင် တချို့ဟာလေးတွေတွေ့တာပေါ့နော်ဒီမှာဒီမှာအဲဖော်မြူလာ icon လေးနေရာနေပြီးတော့ဒီနားမှာလေး image တို့ဘာလို့ရွေးပြီးမှတော့ရတာဒါပေမဲ့ကျွန်မရဲ့ဒီဒီမှာကြတော့အဲ့ဒီ image ကဒီမှာရှာမတူဘူးရှာမလို့ကျွန်မလည်းခေါင်းခေါင်းမှုလို့မရှာနိုင်သေးဘူးနောက်မှအဲ့ဟာထည့်တဲ့ဟာတစ်ချက်တစ်ခေါက်ရှာလိုက်မှအခုလောလောဆယ်တော့အဲ့ဒီကိုမတော်သေးဘူးပေါ့နော်ဟိုအချိန်နဲ့ဆိုတော့တခြားလုပ်စရာလေးတွေလည်းရှိသေးတော့ဒီမှာအလွယ်ဆုံးဟာလေးနဲ့ပဲလေ့ကျင့်လိုက်ပါရဲအတုံးဝင်တဲ့သူ အသုံးဝင်တဲ့သူတွေလည်းရှိမှာပါဒါမျိုးလေးရဒါဘာကုတ်မှမဟုတ်ဘူးတခြားကိုယ့်ရဲ့ product code number တွေကိုဒီလိုဘာကုတ် style နဲ့ပေါ်ပြခြင်းလို့အဲတက်မယ်ဆိုလို့ရှိရင်လည်းကိုယ့်အနေကိုလုပ်လို့ရတယ်။မ UPC ဆိုတာ Universal Product Code လေ Universal Product Code ကကြတော့အဲသူကအမြဲကဏ္ဍစံနှလုံး12 digit ရှိရမှာ။ဒါကြောင့်မလို့ကဏ္ဍစံနှလုံးအဲရှိတဲ့ ကနန်းဆန်နှလုံးရှိတဲ့ဟာဆိုလို့ရှိရင် UBC code ဆိုပြီးတော့ထည့်တာအဲ UBC code ကိုတော့ဒီမှာတို့ကဘာကုတ် UBC ကုတ်ကိုဘာကုတ်ပုံစံလေးနဲ့ဟိုကလုတ်ကြည့်တာဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ product name ဒီပေါ့ကိုကပစ္စည်းတွေထုတ်မယ်ဆိုလို့ရှိရင်အာလူကြော်ထုတ်မယ် အဲထញ្ញမုံလေးထုံမယ်မကြီးသေးမကြီးသေးအနစ်မကြီးသေးငပိတွေအဲထုံမယ်ဒါကကိုထုံမယ် product တွေပေါ့နော်ပြီးမြေပဲတော့ ground business မြေပဲတွေထုံမယ်ဒါကကိုရဲ့ product နေကိုကကိုကိုကနဲ့ကိုလုပ်ငန်းကိုလုပ်မယ်ဆိုလို့ရှင်သူများအားမကိုရအောင်ပေါ့ကိုရဲ့ဒါလေးတွေကိုလုတ်တက်နေတယ်ဆိုလို့ရှင်ကိုလုတ်ဖို့အချိန်မရရင်တော့သူဒါမျိုးလေးလုတ်ထားတယ်ဆိုလို့ရှင်အဲသူဒါပဲဘယ်လိုမျိုးလုတ်လဲဆိုတော့ကိုကသိနေတာပေါ့သူများပြောရင်နားလေတဲ့အဆင်ဖြစ်သွားတာပေါ့နော်အကုန်လုံးလေ့လာထားတဲ့အခါကျတော့ ဟုတ်ပြီဒီနေ့ကတော့ဒီ product name တွေ UBC ကုတ်ကလေးတွေကိုတို့ကဘာကုတ်ပုံစံင်းနဲ့အိမ်ဆဲကနေပြီးတော့လေ့ကျင့်ကြည့်လိုက်တာပါအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်